မစိုးရင်ကြောင်းတိုက်ကြီးအတွင်းမတီလူဒန်းဆောက်လုပ်ပေးနေတဲ့ဇွဲထက်ဇနီးမောင်နှံကေပရိသက်ကြီးတို့ရေမရှိလို့မလို့မလို့လို့မရှိဆိုပေမဲ့လဲဇွဲထက်စိန်ဆိုင်ကတော့လူလိုက်တမြကုန်ခန်းသွားတယ်ဆိုတာမရှိနေခဲ့ပါဘူးဇွဲထက်လို့ပြောလိုက်ရင်မြန်မာနိုင်ငံမှာမတိတူမရှိလောက်အောင်ရွှေဆိုင်လောကမှာအမြဲတမ်းဘူဆွဲနေခဲ့တာလို့ပြောရမှာပါဒီလိုမျိုးဒေဒေကျဲအောင်မြင်မှုမျိုးကိုပိုင်ဆိုင်ထားခဲ့တဲ့ဇွဲထက်ရွှေဆိုင်ကတော့စီးပွားရေးနဲ့ပတ်သက်လာရင်အမြဲတမ်းထိတ်တန့်ဖြစ်နေခဲ့တယ်လို့အလူအတန်းပိုင်းမှာလဲဘယ်သူနဲ့မှမတူအောင်ပြန်ဆန်ရှားနေခဲ့ပါတယ် ားလုံးသိကြတဲ့အတိုင်းပြီးခဲ့တဲ့ match လ28ရက်နေ့ဟာမြန်မာလူမျိုးတွေအတွက်နေဆိုးကြီးတစ်ရက်ပြစ်ခဲ့ရသလိုအသက်ရှင်နေတဲ့ကာလပတ်လုံးဘယ်အရာမှမတည်မြဲဘူးဆိုတာကိုမိမောက်ထုတ်ပြသွားခဲ့တယ်။ပြစ်အပျက်ကြီးတစ်ခုလည်းဖြစ်ပါတယ်။အဲ့လိုမျိုးရုတ်တရက်ပျက်စီးမှုတွေကြုံသွားပြီးတဲ့နောက်မှာတော့ပရိဒအသင်းအဖွဲ့တွေနဲ့ဂျိုင်းတူအာချိုမန်တာရှေဆုံးကနေအားဖြည့်ပေးနေခဲ့သူကတော့ဇွဲထက်ဆင်ရှူယတနာဆိုင်ကြီးရဲ့ဇနီးမောင်နှံပဲဖြစ်ပါတယ်။အခုအချိန်မှဆိုရင်လဲဇွဲထက်ဆင်ရှူယတနာဆိုင်ကြီးကဦးစီးပြီးတော့ငလင်ကြောက်ပျက်စီးသွားခဲ့တဲ့မစိုးရင်ကြောင်းတိုက်ကြီးကိုအတေတိုင်းပြန်လဲဆောက်လုပ်ပေးနိုင်ဖို့စူးစမ်းနေခဲ့ပြီပဲဖြစ်ပါတယ်။ ဇွဲထက်အနေနဲ့ကတော့ငလင်ကျောက်ပျက်စီးသွားခဲ့တဲ့မန္တလေးကမစိုးရင်ကျောင်းတိုက်ကြီးပြန်လည်တည်ဆောက်နိုင်ဖို့အတွက်မြန်မာငွေကျပ်သိန်း2000ခွဲကျပ်ကိုလူဒန်းထားခဲ့ပြီဖြစ်သလုံးကုညီကယ်ဆယ်ရေးကာလတွေမှာလည်းလူတိုင်းစားတောက်နိုင်ဖို့အတွက်ဇွဲထက်ဆိုင်ရဲ့မျက်နှာစာအတိုင်းမှာစတုဒီသာကျွေးမွေးဓာမျိုးတွေလည်းရှိနေခဲ့ပါတယ်။တကယ်တမ်းမှာကျတော့ဇွဲထက်ဆိုတဲ့နာမည်တလုံးဟာလွယ်လွယ်ကူကူဖြစ်လာခဲ့တာမျိုးမဟုတ်ပဲအခုလိုမျိုးနောက်ွယ်မှာလည်းဘာသာတရားကန့်ဆိုင်မှုတွေလူတန်းမှုတွေကသူများတွေနဲ့မတူအောင်ကိုထူးခြားနေခဲ့တာပဲဖြစ်ပါတယ်။ တကယ်တမ်းမှာကြတော့ဇွဲထက်ဆိုင်ရွှေရတနာဆိုင်ကြီးဟာမျိုးဆက်20တိုင်အောင်ရက်တီလာခဲ့တာဖြစ်ပြီးပညာရစေဖို့အတွက်လည်းအငယ်ဆုံးသားဖြစ်သူကိုဇွဲထက်မှာပဲအလုပ်ပြန်ဝင်ခိုင်းတာမျိုးတွေလည်းရှိနေခဲ့ပါတယ်။ဇွဲထက်ဆိုတာကတော့ကြောသားရင်သားမခွဲကြပဲဝန်ထမ်းတွေအပေါ်ဆက်ဆံပေးတတ်သလိုသူတို့ကိုယ်တိုင်လည်းမာနာအလင်းမရှိတာမို့လို့တခါမှနာမည်ဆိုးထွက်ဖူးတာမျိုးလည်းမရှိနေခဲ့ပါဘူး။ ဒီစိန်ရွှေယတနာဆိုင်တွေကိုဆက်လက်လက်ခံကြတဲ့တာသမီတွေအနေနဲ့ကလည်းမိဘဖြစ်သူတွေရဲ့ထိန်းချမှုအောက်မှာရှိနေတဲ့အပြင်တရားတရားကလည်းအင်မတန်မှထက်သန်နေတာကြောင့်ဒီလိုမျိုးရှာရှာပါပါဝိသကမျိုးရိုးဟာမြန်မာနိုင်ငံမှာရှိနေသေးတာလားဆိုပြီးတော့မိကွန်ထုတ်နေခဲ့ကြတာပဲဖြစ်ပါတယ်အဲ့ဒါအပြင်အခုလိုမျိုးငလင်းဘေးကြီးကြောက်ဖြစ်သွားခဲ့တဲ့ဆုံးရှုံးနေနာမှုတွေကိုလည်းလက်ပိုက်ကြည့်နေခဲ့ခြင်းမရှိသလိုအစဉ်အတန်းမခွဲခြားပဲကူညီပေးတာတွေလည်းရှိနေခဲ့ပါတယ် အလုံးသိကြတဲ့အတိုင်းသူတီတာကျွေးမွေးကြတဲ့အခါတုန်းမှလည်းစားသုံးသူတွေအားငယ်မှဆိုတာကြောင့်သူတို့ကိုယ်တိုင်စတိပကံပြားတွေနဲ့ဝင်ပြီးတုံးဆောင်ပြနေတာမျိုးတွေလည်းရှိလာခဲ့ပါတယ်။ပရိသတ်တွေအနေနဲ့ကတော့ရွှေဆိုင်ချင်းတူတာတော့တချို့ဆန်ရှင်တွေလိုရွှေပကံနဲ့စားရမယ်ဆိုတဲ့စည်းကမ်းချက်တွေထုတ်နေချိန်မှာဇွဲထက်ကတော့အခုလိုမျိုးလှူဒန်းနေတာမို့အတော်ကုန်မှကြီးကျူးနေခဲ့ကြတာပဲဖြစ်ပါတယ်။ ဓာတွေတင်မကသေးပဲမန္တလေးရဲ့ပျက်စီးဆုံးရှုံးမှုတွေကြီးတဲ့ကတခုဖြစ်တဲ့မစိုးရင်ကြောင်းတိုက်ကြီးအတွက်လဲမာတီငွေသိန်းပေါင်း2000ခွဲကိုလှူဒန်းလာခဲ့တာကြောင့်ပြည်သက်တွေကတော့ဇွဲထက်ဆင်းရွှေယတနာဆိုင်နဲ့ပတ်သက်လာရင်အမြဲတမ်းအားပေးပါမယ်ဆိုပြီးပြောလာခဲ့ကြတာပဲဖြစ်ပါတယ်။ဆိုတော့ပြည်သက်ကြီးတို့အနေနဲ့ရောဇွဲထက်မိသားစုရဲ့အခုလိုမျိုးလှူဒန်းမှုတွေနဲ့ပတ်သက်ပြီးဘလို့မြင်ကြသလဲဆိုတာပြောပြသွားကြပါအောင်ခင်ဗျာ။ဟုတ်ကဲ့ပါအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်လဲအားလုံးကိုကျေးဇူးတင်ပါတယ်။ ။နောက်လည်းအခုလိုမျိုးမြန်မာနိုင်ငံရဲ့ဆယ်လီသတင်းတွေနဲ့ပတ်သက်ပြီးတင်ဆက်ပေးသွားမှာဖြစ်တာကြောင့် channel လေးကို like and follow လုပ်ထားပေးဖို့အတွက်တောင်းဆိုလိုက်ရပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်ခင်ဗျာ။အလုံးမဲ့ပျော်ရွှင်ကြမ်းမာသောနေ့တည်လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။